အဲ့တော့ပိဋကပညာရက်ကိုတမိုးထားဖို့လိုတယ်ဒီပိဋကပညာရက်တွေကပါဠိလိုရေးထားတဲ့စာတွေကို တို့ဘယ်တိုင်းတာထိဖတ်နိုင်မလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ဒီတိုင်းတာထိဖတ်ဖို့လေ့လာဖို့ဒါလည်းပါဠိစာအုပ်ကိုသင်တယ်ဆိုတဲ့နေရာမှာဒီ ပါဠိစာအုပ်ကိုကြင်ပြီးတော့ဘလောက်ထိုင်တိုင်းတာတိကိုနားလဲမလဲတရားအဲအင်းလေးစာအုပ်ဖတ်တဲ့အခါဘုကေဘူးလာတွေအဘိဓမ္မချရတယ်လို့ဒါမှလည်းအဘိဓမ္မချပြီးတော့ဖတ်လို့ရနေတရားချဖတ်လို့ရအဲ့ဒါနဲ့ဒီချက်ရေးတာဘာတွေရေးထားတော့ဆိုတာသိဖို့အရေးကြီးတယ်နော်ဒါတွေမသိသေးသမျှတော့ဒါပညာမရှိမဟုတ်သေးဘူးတရားလေသိပြီးမှ ဘယ်ဟာကမနဲ့ဘယ်ဟာမှားတယ်။နောက်ဒုတိယအဆင့်လေးလသုံးသပ်မှုကဒီလိုပုံစံနဲ့သွား။အဲ့လိုမဟုတ်လို့ရှိရင်ဒီဟာကတော့အမှန်ကန်ဘူးနော်။မမှန်ကန်ရင်တိုးတက်မှုဆိုမဖြစ်နိုင်ဘူး။တိုးတက်မှုဖြစ်နိုင်ဘာသာစကားဆိုတာအင်္ဂလိပ်တခုတည်းမှဘာသာစကားမဟုတ်ဘူး ပါဠိကလည်းဘာသာပဲအဲအင်္ဂလိပ်ကဘာကြောင့်သင်သင်နှုံလို့ပြောလို့ရှိရင်အင်္ဂလိပ်လိုရေးထားတဲ့စာတွေအင်္ဂလိပ်လိုရေးထားတဲ့ပညာရပ်တွေသိဖို့ရယ်အင်္ဂလိပ်စကားတတ်လို့ရှိရင်တော်တော်များများသူတွေစကားပြောလို့ရတယ်ဆိုတာဒါတော့မှပဲဒီပမာအတိုင်းဝိုင်းလောက်ပဲရှိတာပါနိုင်ငံညာတော့ရင်အင်္ဂလိပ်လိုမတတ်တာတွေအများကြီးပဲအများကြီးပဲ ဟိုရေးထားတဲ့စာရန်တွေဘာတွေကတော့အင်္ဂလိပ်လိုရေးတာတွေတချို့များတယ်ဒါပေမဲ့ဥရောပဂျာမနီတို့ဘယ်လိုရောက်တိုင်းအင်္ဂလိပ်လိုတလုံးမမြည်ဘူးသူတို့ရောဘာသာတရုတ်ပြည်ရောက်လဲတရုတ်စာတွေကြီးပဲထင်တာတော်နေပဲကိုရီးယားရောက်လဲကိုရီးယားစကလုံးနေအိန္ဒိယရောက်ရင်လည်းအိန္ဒိယလည်းတူတူပဲကလားလိုရေးထားတယ်များတယ် အဲ့တော့ဘာသာစကားဆိုတာမြန်မာစကားအပါဝင်ဘာသာစကားအလုံးတက်လက်ကောင်းနေပဲအဲ့လိုပဲတယောက်နဲ့တယောက်ဆက်သွယ်ဖို့အတွက်သင်ရမယ်။ဘာမှမတတ်ရင်တော့လက်ဟန်ချင်ရတယ်ပြော sign language body language နဲ့ပဲပြောဒါနဲ့ပဲပြောဒီလိုပဲအဲ့လိုရောမရဘူးလားဆိုကြတယ်ဟိုတော်မော်ကြီးဆိုရင်အကုန်လုံးအဲ့ဒီလက်ဟန်ချင်ရမယ် အိန္ဒိယသွားသူပြောတယ်နားလဲအောင်တော့ဟာမူရကုံလုံးပြကလားနားလဲသွားအဲ့လိုပြောဖို့ပဲလို့ဆက်တယ်သွားတယ်ဘာလို့ကျင်လဲဆိုတော့အသိပြီးပြီပေါ့တခုတည်းကိုဆွလန်းမှုမဟုတ်ဘူးပေါ့နော်တခုတည်းကိုဆွလန်းမှုမဟုတ်ဘူးသူတော့ပြောရမယ်ဆိုလို့ရှိရင် ခွန်ကြီးသီလရှင်တွေကတော့ပါဠိတိုက်ရမယ်ပိဋကစာပေနားလည်အောင်အဲ့ဒါတိုက်ဘာမှကျုပ်မရှိဘူးဒါပါလို့တုံးဆိုဒါမိခင်ကိုယ့်ရဲ့ origin primary source ကိုကုန်သိတာခွန်ကြီးကနေပြီးပါဠိမတတ်ဘူးသူမရှိရင်တော့ပြောရမှာပဲအဲ့လိုဆက်တာဆက်ရမယ်ဒါပါလို့ဆိုကိုယ်မွေးဖွားလာတာကပါဠိနဲ့မွေးဖွားလာတာလေ ဘုဒ္ဓံတရဏံကိသာမိဆိုဖြစ်တာဘုန်းကြီးဖြစ်တာလေကိုရင်မွားနေစာပြီးတော့တော့ပါဠိမတက်ဘူးဆိုတော့လည်းဆက်ဆက်ကောင်းတယ်ပိဋကစာပေဖရာဟောတာမသိဘူးဆိုရင်လည်းဆက်ဆက်ကောင်းတယ်ကျမ်းစာမသိဆက်ဆက်မရှိဘူးမရှိဘူးအင်္ဂလိပ်စာတက်လာတက်ဘူးအဲ့လာမေးတဲ့ကောင်ပြောလိုက်ပေါ့အင်္ဂလိပ်ကလာမေးမင်းရဲ့ဗမာစကားတက်လာဆိုရင်မင်းနဲ့ကတူတူပဲလို့ဟာတယ် မင်းလည်းဘာသာစကားမတတ်ငါလည်းအင်္ဂလိပ်စကားမတတ်ဒါအတူတူပဲဘာမှထူးလေအဲ့လိုပဲပြောတာအဲ့ဒါအဲ့ကျက်စရာမဟုတ်တော့လူနိုင်ငံညာနေတဲ့ဗမာကြီးပြောတယ်မင်းဗမာဖြစ်ပြီဗမာစကားမတတ်ဘူးဆိုတော့မင်းဂုံယူနေနေအဲ့ဒါရှက်စရာကောင်းတာလေဒီခေတ်ရှက်စရာကောင်းတာကိုကဘာလူမျိုးလုံးဆိုဗမာပဲ ဘမစကားမတတ်တဲ့ဘမဆိုဒီပြည့်ရှက်ဆရာကောင်းတယ်ပဲရှိဘမအကြောင်းလုံးသူကိုယ့်ဘမကဲဟုတ်ပါပြီဘမစကားမတတ်လို့မင်းအင်္ဂလိပ်ဖြစ်သွားလားလို့ဆိုဒီအင်းအေးရပြောင်းလို့မရနော်သူဟာပဲတော့လည်းမအင်္ဂလိပ်မဖြစ်ဘူးဘမဘမပဲမွေးတယ်ဘမလို့မေးတာလေစီတီဇင်တော့ဖြစ်ချင်းဖြစ်မှာပေါ့ ကလားတယောက်ပြောဘူးတဲ့လူရဲ့ပမာဖြစ်ချင်တာယောဂကလားဆိုလုံးဝပြောင်းလို့မရကိုရီးယားသွားပြီပလတ်စတစ်ဆာဂျရီနဲ့လုံးရင်တောင်းပါပဲကလတ်တန်းထွက်နေဟောခဲ့အဲ့တော့ကိုပါလဲဆိုတာအရင်စဉ်းစားပြီးကိုတိုင်ရမယ့်ဘာသာကိုတောင်းအောင်လုပ်ဖို့ပဲရည်ချင်းတဏှာဆက်ဆရာမဟုတ်နော်ဆက်ဆရာမဟုတ်ကိုကကိုမသိဘူးဆိုတာဆက်ဆရာပဲအဲ့ဒါတော့ဆက်တတ်ရမယ် ရှက်တတ်မယ်ကိုလုံးတော့ကိုဟာလားမှတ်တာနော်ကဲရှိ